ိုင်းနဲ့ကမ္ဘောဒီးယားတကြောပြန်စီးပြဿနာမှာကမ္ဘောဒီးယားတွေတော်တော်လေးအစေးအယအထိညာနေတွေ့ရပါတယ်ကမ္ဘောဒီးယားနေပြည်တော်မှာရှိတဲ့ရွာတွေတချို့ကိုထိုင်းနိုင်ငံကဝင်ရောက်သိမ်းပိုက်ပြီးတော့အလံနေထောင်ထားတာလည်းတွေ့နေရပါတယ်ကမ္ဘောဒီးယားစစ်သားတချို့သေဆုံးမှုတွေလည်းရှိနေပါတယ်အခုလိုမျိုးထိုင်းနဲ့ကမ္ဘောဒီးယားဖြစ်တဲ့အခါမှာကမ္ဘောဒီးယားကဘာကြောင့်အထိညာရလဲဆိုရင်ကမ္ဘောဒီးယားဟာ GDP လို့ခေါ်တဲ့နိုင်ငံဝင်ငွေအရရောနိုင်ငံအရွယ်စားရရောလူဦးရေရရောစစ်တပ်အရွယ်စားရရောအဖက်ဖက်ကသိငယ်ပါတယ်ကမ္ဘောဒီးယားမှာလေတက်တောင်မှပဲခိုင်းမှာမရှိပါဘူး တော့အဖက်ဖက်ကဥစ္စာတနာအရာကိုအင်အားရအောင်တာလွန်နဲ့ထိုင်းကတော့အသာစီးရတာတော့မဆန်းပါဘူးဒီပြဿနာတွေရဲ့ပထမအဆကဖရာဘီဟာလို့ခေါ်တဲ့ရှီဟောင်းအန်ဂိုဝခစ်ကတိစောက်ထားတဲ့ဖျားเจ้าတစ်ချောင်းသူပိုင်၅ပိုင်နေဆက်မှာအငင်းပွားရာစတင်ခဲ့တာပါဒီပြဿနာဖြစ်ပွားခဲ့တာဟာကျွန်တော်တို့တက်တော့ရှိနေပါပြီဒီဖျားเจ้าကို UNESCO ကလည်းဒါရှီဟောင်းအဆောက်အဦးအဖြစ်နဲ့အတိမတ်ပြုထားတဲ့နေရာတစ်ခုဖြစ်ပြီးတော့ ကဘာကူလသမကလည်းဒီဖျားเจ้าဒီကမ္ဘောဒီးယားပိုင်ဆိုင်เจ้าကိုဒါပြောပြီးတော့ဆုံးဖြတ်ပြီးတော့ကမ္ဘောဒီးယားတဲ့ကိုထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ထိုင်းကတော့ဘရောမာဒီကိစ္စနဲ့ပတ်သက်ပြီးတော့အစာမကြည်ပါဘူးအခဲမကြည်ပါဘူး။တကယ်ဘသူပိုင်ဆိုင်တာလဲဆိုလို့ရှိရင်တော့ဒီဖျားเจ้าကိုတိစောက်ခဲ့တာခမာလူမျိုးတွေကမ္ဘောကမ္ဘောဒီးယားတွေရဲ့ဘိုးဖေးတွေတိစောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ထိုင်းကဘာဖြစ်လို့လိုချင်တာလဲ။အလုံးသိကြတဲ့အတိုင်းပဲထိုင်းကကိုလိုနီဘွားကိုကြောက်ရောက်ခဲ့ခြင်းမရှိဘူးကိုလိုနီဘွားကိုကြောက်ရောက်ခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်မလို့သူက တော်တော်များများကိုထိန်းသိမ်းနိုင်ခဲ့တာတွေ့ရတယ်။ဘရင်စနစ်ကိုထိန်းသိမ်းနိုင်ခဲ့တယ်။နိုင်ငံတည်ငြိမ်အေဂျင့်မှုထိန်းသိမ်းနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ပတ်ဝန်းကျင်မြန်မာနိုင်ငံအပါအဝင်ဘယ်နိုင်ငံထက်မဆိုသူကစီးပွားရေးအင်အားဒီလူမျိုးအင်အားအရာကိုသူတောင်းတင်းခိုင်မာတဲ့လူမျိုးဖြစ်တယ်။နောက်တစ်ခုကသူ့နယ်မြေမှာကဘာလက်ခီးသွားတွေဟာအများကြီးလာရောက်ကြတယ်။နောက်ပိုင်းမှာကမ္ဘာလက်ခီးသွားတွေကဒီကမ္ဘောဒီးယားကိုပါသွားရောက်ခဲ့တဲ့အခါမှာဈေးကွက်အရာဒီဖျားเจ้าနေပိုင်ဆိုင်မယ်ဒီရှီယောင်းမြို့တော်တွေပိုင်ဆိုင်မယ်ဆိုလို့ရှိရင်တခီးသွားလာမှုတွေအရာ ဒါနိုင်ငံတော်ကိုဝင်ဝေရစေတဲ့ကိစ္စပဲဖြစ်ပါတယ်နောက်တစ်ခုကလည်းနိုင်ငံရဲ့ဂုံပေါ့မြန်မာတွေလည်းအများယူရီးယားမျိုးကိုမြန်မာတွေသိမ့်ပိုက်ခဲ့ကြအောင်အချင်းမိုင်လို့ခေါ်တဲ့ဇင်းမဲကိုလည်းမြန်မာတွေသိမ့်ပိုက်ခဲ့ကြအောင်မကြာခဏဂုံယူပြီးပြောလို့ရှိတယ်ထိုင်းနေတဲ့ဒီတိုင်းမျိုးကမ္ဘောဒီးယားအန်ဂေါ်ဘုတ်ကိုထိုင်းနေသိမ့်ပိုက်ခဲ့တဲ့အချိန်ကာလတွေရှိတယ်ဒီအချိန်ကာလတွေမှာလည်းတကဘလောက်ထိ ထိုင်းဘရင်တွေဟာတကိုးကြီးเจ้าကိုထိုင်းသမိုင်းတွေမှာလဲကြွားဝါလေးရှိတယ်။ဒါကြောင့်မို့လဲဒီကမ္ဘောဒီးယားကပိုင်ဆိုင်တယ်ဆိုတော့ဖះเจ้าကိုလဲမရမကလိုချင်တာဖြစ်ပါတယ်။ကမ္ဘောဒီးယားလဲတနာဖို့ကောင်းပါတယ်။ဒါကျွန်တော်တို့မမွေးခင်မှာဆိုလို့ရှိရင်လဲခမာနီအုပ်ချုပ်မှုအောက်မှာလူတန်းပေါင်းများစွာနိုင်ငံလူသုံးဝန်းတစ်ပုံလောက်ကိုတိတ်ဆုံးသွားပါတယ်။ဒါကွန်မြူနစ်တွေเจ้าပေါ့နော်။အဲ့ဒီမတိုင်ခင်မှာလဲဗီယက်နမ်အကမောရီယာစစ်ပွဲတွေကြောင့်လည်းလူတွေအများကြီးတည်ကြည်ခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်မှာတော့ပြင်သစ်ရဲ့လက်အောက်ခံဘောအောင်ကြောက်ခဲ့ကြောက်ခဲ့ပါတယ်။ အခုချိန်မှသာကမ္ဘောဒီးယားစတင်ပြီးတော့နလန်ထူလာတာဖြစ်ပါတယ်အခုချိန်မှာထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာစစ်ရေးအပြင်းလဲတင်းမာလာတာပါတစ်ဖက်နဲ့တစ်ဖက်နဲ့ပြန်လဲပြစ်ခတ်မှုတွေဖြစ်ပေါ်နေပြီးအစိုးရချင်းမှလည်းမပြေမလည်မှုတွေဖြစ်နေတာပါပြီးခဲ့တဲ့လတွေကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကြားဝင်ဆက်ဆက်မှုနဲ့ကမ္ဘောဒီးယားနဲ့ထိုင်းကြားထဲမှာနားလည်မှုငင်းချမ်းရေးရရှိခဲ့ပါတယ်အပြစ်ခက်ရဲဆဲခဲ့ပါတယ်အခုချိန်မှာစစ်ရေးအပြင်းလဲတင်းမာလာပြီးတစ်ဖက်နဲ့တစ်ဖက်နဲ့ဖြစ်ခဲ့ဖြစ်နေတဲ့ ခြေအနေတစ်ခုမှာဒီကိစ္စတွေကမြန်မာနိုင်ငံအပေါ်မှာလည်းဘလို့တက်ရောက်လာမလဲထိုင်းအောင်ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးနဲ့မြန်မာနိုင်ငံဟာယင်းဒီကျွမ်းဝင်တဲ့ဆက်ဆံရေးရှိပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရသက်တဲ့အပတ်တွေကနေပြီးတော့ထိုင်းကာကွယ်ဦးစီးချုပ်ကနေပြီးတော့ဒီ KNU နဲ့မြန်မာဖြစ်ပွားတဲ့စီးရီးနဲ့ပတ်သက်ပြီးတော့လက်နက်ကြီးတွေထိုင်းနိုင်ငံဘက်ကိုကြားရောက်တဲ့ပတ်သက်ကြားရောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမြန်မာအပေါ်မှာပေါ့စီးရီးကဘယ်လိုမျိုးကြီးကြီးနဲ့နဲ့တုံ့ပြန်သွားမယ်ဆိုတာကိုပြောကြားလိုက်တဲ့နဲ့ပတ်သက်ပြီးတော့ဒါအားလုံးသိကြတဲ့အတိုင်းပဲဗိုလ်ချုပ်အဲဇော်မင်းထွန်းရဲ့ ပြန်လည်ပြီးတော့ခြေပါပြောကြားချက်ကိုလည်းသိရှိပြီးသားဖြစ်မှာပါအဲ့ဒီလိုမျိုးခြေပါပြောဆိုပြီးတော့များမကြခင်မှာပဲထိုင်းနိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံရောက်ရှိလာခဲ့ပါတယ်ကျွန်တော်တို့ရဲ့ယာယီသမရိုင်းဘုံချုပ်မူကြီးမင်းအောင်လိုင်းနိုင်ငံအကြီးအကဲနဲ့တွေ့တယ်နောက်ပြီးတော့ဘုံချုပ်ကြီးညူစောနိုင်ငံတော်ဝန်ကြီးတွေနဲ့တွေ့တယ်ပေါ့နော်ဒါတွေဟာကောင်းပါတယ်တနိုင်ငံတနိုင်ငံပေါ့နော်တင်မာမယ်အစားခုလိုတွေးဆောင်လာတာကောင်းပါတယ်ပြီးတော့မြန်မာနိုင်ငံအစိုးရဘက်မှာယူတီလေးစားမှုကိုပြတဲ့အခြေအနေတခုလည်းဖြစ်ပါတယ် တစ်ဖက်မှာပြန်လဲသုံးသပ်မယ်ဆိုလို့ရှိရင်လည်းထိုင်းကရန်ပြီးနှစ်ဖက်မညက်ချင်တဲ့အနေအထားမျိုးတွေ့ရပါတယ်အကယ်၍သာထိုင်းနဲ့လည်းဆက်ဖြစ်မယ်မြန်မာနိုင်ငံနဲ့တင်းမှမယ်ဆိုရင်လည်းဒါထိုင်းအတွက်ကိုဘလို့မှကောင်းတဲ့အခြေအနေမှာမရှိပါဘူးတမိုင်းမှာလည်းမြန်မာကထိုင်းပေါ်မှာတစ်ခါမှစေးရရှုံးနေမှုချင်းမရှိပါဘူးဒါကိုလည်းထိုင်းကဘလို့ပဲဂျီလိုမျိုးမြန်မာနိုင်ငံမှာပြည်ပခါတွေဖြစ်နေတဲ့အခြေအနေမျိုးမှာတော့မှပဲထိုင်းကမြန်မာနိုင်ငံကိုတတိထားပြီးတော့ချင်းကက်လေးရှိတယ်ဆိုတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ပြီးမြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာဆက်ဆံရေးမြန်မာနိုင်ငံရဲ့အမေရိကန်ဆက်ဆံရေးကလည်းကောင်းမွန်တဲ့အခြေအနေမျိုးမှာရှိနေတာပါပြီးခဲ့တဲ့အာပြီးခဲ့တဲ့နှစ်ပတ်လောက်ကဂျပန်ဝန်ကြီးချုပ်ကနေပြီးတော့ပြောကြားသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဘက်ကမြန်မာအစိုးရကဒါတက်မတော်မြန်မာတက်မတော်မြန်မာတက်မတော်ပါပေါ့တရုတ်နိုင်ငံဘက်ကနေရက်တီပြီးတော့ဂျပန်နိုင်ငံရဲ့ထိုင်ဝမ်ရေးခင်းပေါ်မှာဆွတ်ဖက်မှုကိုလက်မခံခဲ့ပါဘူး။အဲဒီကိစ္စရည်နဲ့ပတ်သက်ပြီးတော့လည်းတရုတ်ကလည်းအမှန်တမ်းမှာ2000အားရရှိပြီးတော့ အဲမြန်မာတက်မတော်နဲ့ကိုဒီရှမ်းမြောက်ကိစ္စတွေမှာတော်တော်လေးကိုကက်ကက်ဆဆာမြန်မာတက်မတော်ဘက်ကနေပြီးတော့ငင်းချင်းရရှိဖို့ဒီ MNDAA စတဲ့ကိုကန်လက်နက်ကင်တက်ဖွဲ့တွေကိုစုပ်ဖို့ပို့ပြီးတော့အားကောင်းကောင်းနဲ့မြန်မာတက်မတော်ကိုဆက်ဖို့ပေးလာတာတွေ့ရှိရမှာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာမြန်မာတက်မြန်မာတက်မတော်ဟာနိုင်ငံရေးအရာရောတန်တမာရေးအရာရောစစ်ရေးအရာရောအဖက်ဖက်မှာပို့ပြီးတော့အားကောင်းလာတာတွေ့ရမှာပါဒါကလည်းဒါကမ္ဘောဒီးယားနဲ့ထိုင်းနဲ့အဲစီးတက်မှာမှုအရာဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံအတွက်တခြားအကျိုးမြတ်တစ်ခုဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုတော့ထိုင်းနဲ့ကမ္ဘောဒီးယားဆေးရတင်းမာနေမှာဆိုလို့ရှိရင်ထိုင်းကဘယ်လိုပဲဖြစ်ဖြစ်မြန်မာအစိုးရနဲ့မြန်မာနိုင်ငံနဲ့ပြည်လေအောင်ကြည်လေအောင်ဆက်ဆံမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။